အသက်ကြီးပြီးတော့မှကြောခံရတဲ့အရွယ်ရောက်နေပါပြီရှင်အဲ့တော့ဒီ vlog လေးမှာတော့ဖြိုးရဲ့ထင်းကသတင်းကျွတ်မှာဖြိုးကြောတဲ့အမတ်တရားနဲ့တူတူဖြိုးတို့တင်းမှာဘာလို့လုတ်ပေးလဲဆိုတာကိုမျှဝေကြမှာတယ်ရှင်ဖူဖြိုးကတော့ဖြိုးတို့ကုမ္ပဏီမှာနာမည်ကြီးတာတစ်ခုရှိတယ်အဲ့ဒါကတော့တင်းပါတီဖြစ်ပါတယ်ဖြိုးတို့တင်းမှာပါတီလုပ်ပြီးဆိုရင်အသက်ကုန်ခဲ့ကြတာပေါ့နော်ဒီတစ်ခေါက်တော့ပါတီမလုပ်ဘဲနဲ့ဖြိုးတို့ hop hop ပါတီသွားလုပ်ပါတယ်ဖြိုးကတင်းကလူတွေအကုန်လုံးကိုခေါ်ပြီးတော့မှ hop hop လိုက်ကြွေးတာပါ အဖြိုးအနေနဲ့ကတော့ဗောနောဖြိုးရဲ့ကုမ္ပဏီမှာအလုပ်လုပ်တဲ့သူတွေကိုအမြဲတမ်းပဲတိုးတက်ပြောင်းလဲနေအောင်ကိုက training နဲ့ feedback တွေလည်းအရန်ပေးတယ်ပြီးရင်အလုပ်လုပ်ရင်လည်း detail မီအေးပဲဒါပေမဲ့ပြောစရာရှိပြီဆိုလဲအရန်ကိုပြောအောင် ထားခြင်းနေပေါ့နော်ဒါကြောင့်မလို့အားလုံးကိုပြောအောင်လို့ဟော့ပေါ့လိုက်ကြွေးတာဖြစ်ပါတယ်ပြီးရင်သူတို့ကတရားနဲ့တရားခင်ခင်မင်းမင်းပြောပြောရှင်းရှင်းဖြစ်အောင်လို့တရုံလုံးကရင်းနှီးအောင်ထပ်ထပေးတယ် ဒီခုမြင်နေရတဲ့သူတွေကတော့ယုံတက်တဲ့သူတွေပဲပေါ့နော်တချို့လူတွေကယုံမတက်ဘူး work from home လုပ်တဲ့သူတွေကတော့မပါနိုင်ဘူးပေါ့နော်လာမ join နိုင်မှာဘူးအဲ့တော့အခုကတော့မပြန်ခင်မှာတပုတ်နေရိုက်ကြတာဖြစ်ပါတယ်ဒီ team ကလူအာတချို့ဝယ်ပါတယ်တချို့ကတော့ work from home လုပ်တာဖြစ်တဲ့အတွက်လူစုံတော့မဟုတ်ပါဘူးရှင်ဘိုင်ဘိုင်ပါ